အလုံးမင်္ဂလာပါခင်ဗျာကိုကင်းစတာဖုတ်ဘောရှိုးကနေကြိုးစားပါရဲကျွန်တော်ကိုကန့်မှာဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့သတင်းတွေထဲမှာကျွန်တော်ညီကိုရင်းနဲ့တူတူသုံးသက်ဆွေးနွေးလို့ကောင်းမဲ့သတင်းအကြောင်းအလေးတွေကိုကျွန်တော်တို့တူတူသုံးသက်ဆွေးနွေးလိုက်အောင်ခင်ဗျာ ကဲပထမဆုံးဆွေးနွေးခြင်းတဲ့အကြောင်းကတော့ video gish နဲ့ပတ်သက်တဲ့သတင်းကြောင်းလေးဖြစ်ပါတယ်။ Mera ကနေဖော်ပြထားတာပါ။ Yogiash ရဲ့အပြောင်းရွှေ့သတင်းပုံမြင်တွေကတထောင်တညပုံမြင်နေလို့ပဲ။အသင်းမျိုးစုံနဲ့သတင်းထွက်တယ်။မနေ့ကလည်း Real Madrid နဲ့သတင်းထွက်လာတယ်။ဒါပေမဲ့ Real Madrid တင်းကမခေါ်ဘူးအဆုံးဖြတ်လိုက်တဲ့ဘာညာဆိုတဲ့သတင်းမျိုးတွေနောက်ပိုင်းထပ်ထွက်တယ်ပေါ့နော်။ထားပါ။အဲ့တော့လက်ရှိအချိန်မှာ video gish နဲ့အနီးဆက်ဆုံးသတင်းထွက်နေတဲ့ club ဒီ Arsenal ။ United ကတော့ နဂိုတော့ကသတင်းထွက်ခဲ့တယ်ဒါပေမဲ့ယော့ကီယက်ရဲ့အေဂျင့်ကိုတိုင်ကယူနိုက်တက်အသင်းကိုဖီဒယော့ကက်မပြောင်းလို့ပြောခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ယူနိုက်တက်ကလည်းရူဘင်အမော်ရင်ရဲ့တပည့်ရင်းဖြစ်ပါတဲ့အောင်ဖီဒယော့ကက်ကိုခေါ်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးယူနိုက်တက်ဒီဘရိုင်ယန်အန်ဘူးမိုးကိုပဲအာရုံအပြည့်ဝစိုက်နေပါတယ်ဒီအချိန်မှာဖီဒယော့ကက်နဲ့နာမည်ထပ်ထွက်လာတဲ့ club ဒီ Juventus ပြီးတော့ Arsenal Arsenal ကလည်းအမျိုးဆုံးဂျိုးခုံအဲ့တော့အမျိုးဆုံးဂျိုးခုံတာလည်းမပြောနဲ့လေကစားသမားတွေရဲ့ပြောင်းရွှေ့ကြီးကလည်းတောင်တမျိုးမြောက်တမျိုးဆိုတော့ ူလည်းတခြားစဉ်းစားရမှာအဲ့တော့ဘန်ဂျမင်ရှက်ကိုကိုအာကြီးကပထမအနေနဲ့ first priority ဖြစ်ထားပြီးစိတ်ဝင်စားတယ်ဘန်ဂျမင်ရှက်ကိုကဈေးတွေတောင်းတောင်းမြောက်တောင်းနေတဲ့အချိန်ဗီဒီယိုဂီရှ်ပဲလှည့်တယ်ဗီဒီယိုဂီရှ်ရဲ့ပြောင်းရွှေ့ကြရလဲထိုနည်းတူပဲ Sporting Lisbon ဥက္ကဋ္ဌ Veranda Store ကတမျိုးပြောတယ်တမျိုးလိုချင်တယ် Vida Yogesh ရဲ့ agent ကဈေးတမျိုးပြောတယ်အားကြီးကဘလို့ညှိနိုင်မလဲအဲ့တော့ Yogesh ကိုခဏလေးဟိုသူတို့ဖန်တင်လောက်ထားတယ် Benjamin Shesko ဘက်ကိုပြန်လှည့်တယ်ဒါက ဗီဒီယိုဂီယက်ကိုလိုချင်နေတဲ့ကလပ်တင်းတွေရဲ့နောက်ဆုံး situation အဲ့တော့အခုချိန်မှာထွက်လာတဲ့သတင်းကယောဂီယက်ကလည်းဖုန်နေပြီလက်ရှိအချိန်ထိဘယ်ကလပ်တင်းဟိုမှာသူမပြောင်းရွှေ့ရသေးဘူးတေချာတခုပါဗျာသူ sporting list ဘုံမှာမနေတော့ဘူးမကန်တော့ဘူးယောဂီယက်ရဲ့ဦးလေးကလည်း bro မမိလားမသိဘူးအပြောင်းရွှေ့စည်းကွက်စဖွင့်တဲ့ရက်သက်တပတ်တွေမှာတော့ပေါက်ကြရည်ပြောခဲ့သေးတယ်အ list ဘုံမှာပဲသူတူကနေမယ်လို့ပါတော့အဲ့လိုလည်းမဟုတ်ဘူးယောဂီယက်နဲ့ list ဘုံကခွာပြဲသွားပြီ verandah store ဒီစကားမတီးဘူးသူတို့ငကိုတော့ကပေးခဲ့တဲ့ဂတိကဝတ်ကတမျိုး gentleman agreement ယူထားတဲ့တောင်းရွှေ့ကြီးအမောင့်ပမာဏတမျိုးတကယ်တမ်းတောင်းတဲ့အမောင့်ပမာဏတမျိုး verandas တို့ကလည်းညင်းတယ်အဲ့လိုဂရီမျိုးမပေးဘူးသူ့ရဲ့ agent ကပြောတယ်ဆိုတော့ the book ဦးလို့ရှုပ်ထွေးပွေလီနေတဲ့ yogesh ရဲ့ဟိုအပြောင်းရွှေ့ပုံမြင်နေပေါ့နော်အဲ့တော့အခုချိန်မှာ yogesh ကမင်းတို့ဒီတစ်ခါငါ့ကိုခေါ်ချင်နေတဲ့ club တင်းနေနဲ့ဆွေးနွေးတဲ့အခါကျရင်မြင်သာထင်သာရှိအောင်နော်ပွန့်ပွန့်လင်းလင်းဆွေးနွေးဒီလိုမှမဟုတ်ရင်ငါကအသင်းကိုဒါပြန်မှာမဟုတ်ဘူးပေါ့နော်အသင်းနဲ့ပတ်သက်စရာအကြောင်းမရှိဘူးဆိုတော့ပုံတံတန်းမျိုးချင်းချောက်ခဲ့ပါအဲ့တော့ကြောင့်ရှေ့လျှောက် ီးတော့ကျွန်တော်ချစ်မှပြောသလိုပေါ့ Yorkies နဲ့ Sporting Lisbon တို့ရဲ့ပြောင်းရွှေ့ရတော်တော်လေးစိတ်ဝင်စားစရာကောင်းသွားပြီ Verandas တို့နဲ့ Vida Yorkies ခွာပြဲသွားပြီသူတို့တိုက်စစ်မှုအရင်တော့ပုံစံမျိုးပြောင်းမြင်ရဖို့မဖြစ်နိုင်တော့အဲ့တော့အစိုးဆုံးအချိန်နေ ဘာဖြစ်နိုင်လဲအကောင်းဆုံးအချိန်တွေဘာဖြစ်နိုင်လဲအဆိုးဆုံးအချိန်တွေကတော့ကစားသမားတယောက်ကအဲ့လိုဆန်နှားပြပြီဆိုရင်အသင်းတစ်သင်းရဲ့လုပ်ရက်ကိုမကြိုက်တော့ဘူးဆိုရင်သူခြေစွမ်းမပြပဲဒီတိုင်းအေးဆေးကန်လိုက်တဲ့ပုံစံမျိုးဟိုအန်ကွန်ဂူတီနစ်ဗျာခြေစီးမှာလှုပ်တဲ့ပုံစံမျိုးပေါ့ထဲ့ကန်တယ်ကန်ကျင်တယ်လို့မကန်ကျင်တယ်လို့ပုံစံမျိုးလုပ်မယ်ဆိုရင်အသင်းကတော့ထိခိုက်နစ်နာတယ်နောက်တစ်ဖက်မှာကစားသမားကလည်းနစ်နာတယ်သူရဲ့အသက်အရွယ်က26 29ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်ရေရှင်ရောက်ရင်28 29 30သူစာအုပ်တက်တန်းကြံနေသေးသလောက်အသင်းကနေပြ ြစ်ပယ်ထားခြင်းခံရလိမ့်မယ်အဲ့တော့ yogesh အတွက်လည်းမကောင်းဘူး sporting list ဘုံအတွက်လည်းမကောင်းဘူးဒါအစိုးဆုံးအခြေအနေပေါ့အကောင်းဆုံးအခြေအနေကတော့နှစ်ဦးနှစ်ဖက်အတ္တလေးတွေအနည်းငယ် short တင်တယ်လို့ထင်တယ်တပ်ပါဒီ club တစ်ခုက ဂျားတွေကဝင်ရောက်ဆွေးနွေးတဲ့အခါကျရင်တယောက်တစ်မျိုးဇီးခေါ်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အရှင်ဆုံး video yogi နဲ့ sporting lisbon ဂျားတွေမှာပြောင်းရွှေ့ကြီးတစ်ခုကိုသဘောတူညီမှုရအောင်အရင်လုပ်ဖို့လိုပါတယ်ဒီလိုသဘောတူညီမှုရမှသာတူညီတဲ့ဈေးနှုန်းတရက်ထွက်မှသာ arsenal ပဲကန်လန်ကန်လန် juventus ပဲကန်လန်ကန်လန်အဲ့တပ်ပါတီ club ကကန်လန်ရင်ပို့ပြီးတော့ဆွေးနွေးညှိနှိုင်းလို့အဆင်ပြေပါလိမ့်မယ်ဒီလိုမှမဟုတ်ရင်တော့ video yogi ကဒီတိုင်းလယ်နေနဲ့အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်တဲ့စကပုံလိုမျိုးဖြစ်သွားပါလိမ့်မယ်ခင်ဗျကဲကျွန်တော်ဆက်လက်ဆွေးနွေးခြင်းနဲ့ ဲ့သတင်းကတော့ Arsenal နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Arsenal အသင်းကသူတို့အသင်းရဲ့အဖိုးတန်မျိုးမန်လူငယ်နောက်ခံလူ Louis Kelly ကိုကမ္ဘာလစာအကောင်းဆုံးလူငယ်ကစားသမားတွေထဲကတယောက် အဖြစ်စာချုပ်သစ်ချုပ်ဆိုဖို့နီးစပ်နေပြီဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့ဆိုယိုးလေးတစ်ခုလို့ပေါ့နော်ချီကျူးဂုံပြူထိုက်သူကိုချီကျူးဂုံပြူခြင်းကမင်္ဂလာတပါးဖြစ်သည်ဆိုတဲ့အတိုင်းပဲဒါတော့လှုပ်သင့်လှုပ်ထိုက်တဲ့အရာတစ်ခုလို့ပဲကျွန်တော်ယူဆတယ်အတ္တဒါလက်ထက်မှာဖလားအောင်မြင်မှုမမေရမရှိပေမဲ့လူငယ်ကစားသမားကောင်းတွေဒုနဲ့ဒီပေါ်ထွက်လာတယ်လူငယ်ကစားသမားကောင်းတွေဆိုတဲ့နေရာမှာလဲကမ္ဘာအဆင့်တော်ဝင်တန်းဝင်တဲ့ကစားသမားမျိုးတွေပေါ့နော်ဥပမာဘူခါယူဆာကာလက်ရှိအချိန်မှာ ပြောင်းရွှေ့ကြီးကပေါင်တန်း180လောက်ပေါက်ကြီးရှိတယ်။ပေါင်9တန်းလောက်ကနေ180လောက်အထိမြင့်တက်သွားအောင်ဆွဲတင်ပေးတဲ့အကွက်ကြီးမျိုးကကျွတ်စင်ကြီးလို့ပြောရမယ်။အခုလေ Louis Kelly ပါလာပြန်ပြီ။ Kelly ဆိုတဲ့ charter လေးကိုလွန်ခဲ့တဲ့2နှစ်3နှစ်လောက်တုန်းကပြိုင်ဘက်ပြိုင်သက်တွေတတိထားမိမှာမဟုတ်ဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ဘောလုံးရာသီမှာ data ဘယ်လောက်ထိမြေတောင်မြောက်ပေးနိုင်ခဲ့လဲ။ပေါင်55တန်းလောက်ပေးပြီးခေါ်ခဲ့ရတဲ့ Calafiori ကိုနောက်ောက်ချနိုင်ပြီးတော့ဘောလုံးဇက်ကုံစင်မြင့်ပေါ်ကို Louis Kelly တက်လာတယ်။အရင်က legendary တွေကလည်း Louis Kelly မှ Louis Kelly ဆိုတာကြီးပဲအဲ့တော့ချန်ပီယံလိမှာပါအကောင်းဆုံးကစားသမား၁၁ယောက်ရွေးချယ်မယ်ဆိုရင်လူးဝစ်ကယ်လီယာ ပါဝင်လာတဲ့အထိပဲအဲ့တော့ဒီလိုမျိုးအသက်အရွယ်လဲငယ်တယ်မာကုံလည်းရှိတယ်ဘီယူအပိုင်းကဘယ်နှမှာပဲကစားကစားခိုင်းကစားနိုင်တယ်နီးပြတိုင်းကလည်းသဘောကျတယ်ကြိုးစားအားထုတ်မှုအပြည့်ရှိတဲ့ခြားတိတ်တရတော့ကဘာလုခလာစားအများဆုံးလူငယ်ကစားသမားတွေကတရအဖြစ်အာဆင်နယ်အသင်းဂုံပြုတ်ပေးတာတော့မှန်ကန်တဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာကဲကျွန်တော်နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Daily Mail ကဖော်ပြထားတာပါ Chelsea အသင်းကဒီ FFP rules ပြဿနာလေးတွေရှိနေတဲ့ Aston Villa အသင်းရဲ့ကွင်း လန်တိုက်စစ်ကစားသမားမော်ဂန်ရောဂျာစ်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်လို့သိရပါဗျ။မော်ဂန်ရောဂျာစ်နဲ့ချဲစီတို့ထွက်နေတဲ့သတင်းတွေကကြာပြီဗျ။အက်စတန်ဗလာကလည်းသူတို့အသင်းမှာမော်ဂန်ရောဂျာစ်ကိုဈေးကြီးဆုံးပလေယာတစ်ယောက်ဖြစ်ရှုမြင်ထားတယ်။ South တန်းကလည်းအရှိအကျံသေးတယ်။ Middle Brown မှာမော်ဂန်ရောဂျာစ်ခြေသွမ်းပြတော့ဘာကြောင့်မြန်ချဲစီတို့မခေါ်ယူခဲ့တဲ့တုန်းကျွန်တော်တခါလျက်ကြရင် Twin နဲ့ အသေးပေါက်တယ်သူတို့အသင်းတွေရဲ့ sporting director တွေဒီ scouting staff တွေကဘာတွေမြန်လုပ်နေကြတယ်လဲပေါ့နော် Morgan Rogers ကောင်းတယ်ဆိုတာအဗျာအစောကြီးတည်းကမျက်ဝါးထင်ထင် Chelsea နဲ့ကန်တဲ့ပွဲမှာတွေကမြင်ခဲ့ရတာပဲ Championship မှာကန်နေလို့စောင်းရဲကျဲနေတယ်ဘာညာဆိုရင်တမျိုး Pro မမီလားမသိဘူးအဲတော့ FA Cup လား Carabao Cup လားမသိဘူးကျွန်တော်အမှတ်မှန်ခွင့်လွန်တော့အဲ့ Domestic Cup တစ်ခုခုပဲ Chelsea နဲ့ Middlesbrough တွေ့တယ် Morgan Rogers က Chelsea ကိုအဝေးကန်ချက်နဲ့ဂိုးသွင်းယူသွားခဲ့တာအဲ့ချိန်ကလေးကဒီကောင်လေးဒီအရေးသွေးတစ်ခုရှိနေတယ် ဆိုပြီးကျွန်တော်သတိထားမိတယ်။တချို့ပရိသတ်တွေလည်းသတိထားမိပါတယ်။ Morgan Rogers ကမစိုးကောင်းတဲ့ဘာညာပေါ့နော်။သို့တော့ကျွန်တော်တို့မခေါ်ခဲ့ဘူး။ဒီချိန်မှာ Aston Villa ကလက်ဦးမှုရောက်ပြီး ခေါ်သွားတယ်စတော့ဗဒမြားမန်ရင်နိုမနစ်ဘူးဆိုသလိုမျိုးပဲမော်ဂန်ရော့ဂျာစ်ကထွန်းတောက်တာပဲအဲ့တော့အခုချိန်မှာအင်္ဂလန်လည်းရွေးစဉ်အသင်းအတွက်လည်းသူရွေးချယ်ခံထားရတယ်အက်စတန်ဗလာအသင်းမှာလည်းအိုလီဝါကင်းစ်နောက်ပိုင်းဒါအကောင်းဆုံးကစားသမားတစ်ယောက်လို့ပြောလို့ရတယ်ဗျအဲ့တွက်ကြောင့်မော်ဂန်ရော့ဂျာစ်အနေနဲ့အက်စတန်ဗလာအသင်းမှာနှစ်ရှည်စာချုပ်ချုပ်ဆိုပြီးသူ့ရဲ့ကစားသမားဘဝကိုတိတက်ပို့ပြီးတက်လန်းအောင်လုပ်ဖို့ပြင်ဆင်ခဲ့တယ်အဖြစ်ချင်းတော့ချယ်ဆီကလည်းနောက်ပိုင်းမှာမော်ဂန်ရော့ဂျာစ်ကိုမဖြစ်မနေလိုချင်တဲ့စိတ်ဝင်စားလာတဲ့ဆောက်တဲ့တန်းကြန့်ရှိနေပြီဆိုတော့ရော့ဂျာစ်အနေနဲ့လည်းချယ်ဆီကိုပြောင်း ကျင်တယ်ဆိုရင်တော့မှစာချုပ်တက်တန်းကထင်သလောက်လွယ်ကူမနေဘူး Morgan Rogers ကိုခေါ်မယ်ဆိုရင် Chelsea သုံးရမယ့်ငွေကြေးအမောင့်ပမာဏကနေ့နေအောင်ပေးရဖို့ရှိတယ်အနည်းဆုံးပေါင်တန်း80အထက်ပဲအဲ့တော့ကျွန်တော်တို့ Chelsea စဉ်းစားမှာ Rogers ကိုဘယ်လိုသုံးမလဲလက်ရှိအချိန်မှာ Morgan Rogers ကတော့6ပါမားနဲ့နေရာသွားပြီးထက်နေတယ်အဲ့တော့သူတို့ Mercedes လူငယ်စီမံကိန်းကထွက်လာတဲ့ border တွေပဲဗျာကာလီကျရင် Morgan Rogers ရဲ့အောင်ပွဲခံပုံကပါမားလိုမျိုးတော့အောင်ပွဲခံပါသေးတယ်အဓိကဒီ between the lines ရဲ့နေရာ3နေရာလုံးမှာဒီကစားသမားတွေ stop နိုင်တယ် left wing right wing ဒါမှမဟုတ်လည်း AM တကယ်တမ်းကိုအားကောင်းတဲ့နေရာကကြတော့ AM တခုပဲအဲ့တော့ AM တနေရာမှာကိုပါမှာလက်ရှိအချိန်စော့နေတိုက်စစ်ပိုင်းတနေရာမှာလည်း Lian D လက်ရှိတယ်အဲ့တော့ကြောင့် Rogers ကို left wing ထုတ်ပြီးပုံပြောင်းပေးမှလား အခု Chelsea လိုအပ်နေတဲ့နေရာက left wing တနေရာ left wing မှာ Andrew Morris ကပြောပြီးသားကျွန်တော်တို့ winger တွေနေတယ် Tarik George ရဲ့ Nuni Madueke ရဲ့ Pedro Nedu ရဲ့၃ယောက်ပဲရှိတယ် Michael Mudrick လစ်သွားပြီဗျာ၄နှစ်လောက်ပွဲပက်ခံရမယ်လို့ကျွန်တော်ကြားထားရတယ်ဒါအပြင် Jadon Sancho ကလည်း United ကိုပြန်သွားပြီအဲ့လိုအခြေအနေမျိုးမှာ Morgan Rogers ကိုဝင်းတနေရအတွက် Chelsea ခေါ်ယူနေတဲ့ပုံတံတမျိုးပါပဲ Morgan Rogers ကိုသာခေါ်ယူနိုင်လိုက်မယ်ဆိုရင် Chelsea မှာအားသာချက်တွေအများကြီးရှိသွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့အရင်တော့က Man City ရဲ့အစုအဖွဲ့ပုံစံလေးပြန်ပြီးတော့မြင်ရနိုင်တယ်။ Lian Dee နဲ့ကိုးပါမှာ Morgan Rogers ပေါ့နော်။ဒါ Man City ရဲ့လူငယ်စီမံကိန်းက၃ယောက်ပေါ့။ဒါအပြင် England တက်တန်းလိုက်အသင်းတွေမှာကစားမှုတဲ့ England လူငယ်၃ယောက်ဖြစ်တဲ့အတွက်ကြောင့်လဲ connection ဘိုင်းမှာပို့ပြီးတော့ကောင်းလာနိုင်တယ်။သို့တော့လက်တွေ့မှာ Morgan Rogers ကိုခေါ်ယူရတော့ Chelsea အနေနဲ့အဲ့လောက်မလွယ်ကူပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲ။ ီဒီယိုတွေမှာနားခွင့်ပြုပါခင်ဗျာအချစ်ရှုပေးခဲ့တဲ့အတွက်ညီကိုမောင်နှမတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်